thank uh you -huh. ာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပလဲမျိုးနယ်မှာပြစ်ချခံရလို့တိုင်းလူရင်ပြစ်ချမှုကိုဆက်ချုပ်ရင်းလို့ပြစ်ချတယ်လို့စစ်ကောင်စီကလိမ့်လေသတင်းထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမျိုးနယ်မှာပြစ်ချခံရလို့တိုင်းလူရင်ပြစ်ချမှုကိုဆက်ချုပ်ရင်းလို့ပြစ်ချတယ်လို့စစ်ကောင်စီကလိမ့်လေသတင်းထုတ်ပြန်ပါတယ်ဇွန်လ10ရက်နေ့လယ်12:55မိနစ်ခန့်မှာပလဲမျိုးနယ်ကန်တောင်ရေစခန်းသိမ်းတိုက်ပွဲကိုဘုံလာခြင်းနဲ့အကြံဖတ်စတဲ့ရဲ့ဂျက်ဖိုက်တာတစ်စီးကိုဖြီးသူလူမျိုးရေးတမတော်ပီအန်လီကပြစ်ချခဲ့တာဖြစ်ပါတယ် ွင်အကြံဖက်စစ်ကောင်စီကတိုင်းလီရင်နဲ့စင်ရဟရင်များပြစ်ချခံရလို့ပြကြတိုင်းဆက်ချုံရင်လို့ပြကြတယ်လို့အမင်းလိုလိုလိန်လေသတင်းထုတ်ပြန်လေးရှိပါတယ်။မေလာ20ရက်နေ့ကလည်းကချင်ပြည်နယ်ပမောင်မြို့ကိုစစ်ကူလာတဲ့စင်ရဟရင်နှင်းစည်းကို KIA ကအသေးကန်ဒရုန်းများနဲ့ပြစ်ချနိုင်ခဲ့ပြီးအဲ့ဒီရဟရင်ပြကြမှုကိုလည်းစစ်ကောင်စီကဆက်ချုံရင်လို့ပြကြခဲ့တယ်လို့လိန်လေသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ပုံတန်ခံမြေအောက်စင်းယုံနှိမ်ယုံစောင့်နေတယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG NUG အနေနဲ့ပုံတန်ခံနိုင်တဲ့မြေအောက်စင်းရုံနဲ့ယုံဆောင်လုံနေကြောင်း NUG ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိနေသူဦးနေဖုံလက်ကပြောပါရယ် အန်ယူဂျီထိန်းချုပ်နယ်မြေတွေမှာဘုံတံခံမြေအောက်စင်းရုံရှင်ရုံထိဆောက်လုပ်ဖို့ရည်ရွယ်ထားပြီးစင်းရုံဆောက်လုပ်နေစဉ်ဒေသကိုရောလုံခြုံရေးအခြေအနေကြောင့်ဖြည့်ကြားဖို့အဆင်မပြေသေးကြောင်း၎င်းကဆိုပါတယ်။အာနာသိန်းစစ်ကောင်စီကစတင်ကြောင်းများသာမကစင်းရုံစီကံများကိုပါပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်လုံခြုံစွာနဲ့ဂျမ်းမိုင်းဆောင်ရှောက်မှုတွေပြီးနိုင်ဖို့အန်ယူဂျီကစူးစမ်းဆောင်ရွက်နေတယ်လို့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကဆိုပါတယ်။ဇွန်လ10ရက်မှာပြုလုပ်တဲ့အဲ့ဒီအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့တာပါ။ပြီးခဲ့တဲ့မေလ25ရက်နေ့ကအမျိုးသားညီညွတ်ရေးဆို ရ NUG ចောင်းនីအားလုံးရှားရီရနာထားဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံကကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခင်မီလေးចောင်းချက်ပေးစနစ်တွေပုံစံတန်းခံနိုင်တဲ့ကုလုံရနေရာတွေအရေးတကြီးလိုအပ်နေတာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဆိုပါတယ်ဒါအပြင်အိန္ဒိယနိုင်ငံများနိုင်ငံတကာတိုင်းပြည်များကလေးသင်ငယ်များဆိုင်ရာဖွဲ့စည်းများနဲ့ကလေးခွင့်ရေးဆိုင်ရာဖွဲ့စည်းများအနေနဲ့လေမြန်မာနိုင်ငံမှာကလေးသင်ငယ်များလုံခြုံစိတ်ချစွာအသက်အန္တရာယ် ကင်းရှင်စွာပညာသင်ယူနိုင်ဖို့အတွက် NUG ကဆောင်ရွက်နေတဲ့ဘေးရန်နေကင်းရှင်ရဲ့အစီအမံများမှလည်းပါဝင်ကူညီဆောင်ရွက်ပေးဖို့ဖိတ်ခေါ်ထားပါတယ်။ပြီးခဲ့တဲ့မေလစနေရက်ကစကောင်စီကတပိုင်းရင်းမျိုးနဲ့အိုးတိန်တွင်ကြေးပါစတင်ကြောင်းကိုလေးကျောင်းမှပုံကျင်းတိုက်ခိုက်ခဲ့ရာဆီယာမနာဦးចောင်းသားចောင်းသူကလေးငယ်20နှုန်းတည်ဆောင်ပြီးစုစုပေါင်း100နှုန်းဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်မေလ23ရက်ညနေ2:45မိနစ်ခန့်ကလည်းမင်းကင်းမျိုးနဲ့မင်းစုကြည်ရွာကိုစကောင်စီတက်ကလေးကျောင်းမှပုံကျင်းမှုတွင်မူကြောင်းတက်မဲ့9နှစ်အောင်ကလေးငယ်9ဦးပါဝင်ကလေး9 ဦးနဲ့လူကြီး9ဦးစုစုပေါင်းတည်ဆောင်းသူ14ဦးတည်ဆောင်းခဲ့ပါတယ်။2025ခုနှစ်မေလ30ရက်မှစွန်လ9ရက်နေ့တပတ်တာကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကမန္တလေးနဲ့စကိုင်းဒေသအပါဝင်ဒေသ၄ခုမှာအနည်းဆုံး10ကျင်းရှိပြီးအရသာပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိပြီးတည်ဆောင်းသူ9ဦးရှိကြောင်းညံလင်းတည်သူတည်နာဖွင့်ရဲ့မေလ10ရက်နေ့မှတ်တမ်းညရာတင်ရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ စကောင်စင်ကဆက်ချုပ်ရင်းလို့တိုင်းလိရင်ပြတ်ကြတယ်လို့လိမ့်လေသတင်းထုတ်ပြန်ချင်း PLA ကပြတ်ကြတိုင်းလိရင်ရဲ့ဓာတ်ပုံများကိုဝေဝေဆာဆာထပ်မံထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလင်းမြို့နယ်မှာပြတ်ကြခံရလို့တိုင်းလိရင်ပြတ်ကြမှုကိုဆက်ချုပ်ရင်းပြီးပြတ်ကြတယ်လို့စကောင်စီကလိမ့်လေသတင်းထုတ်ပြန်ပါတယ်။ဇွန်လ10ရက်နေ့လည်း12:55မိနစ်ခန့်မှာပလင်းမြို့နယ်ကံတောင်ရေစခန်းသိန်းတိုက်ပွဲကိုပုံလာခြင်းနဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကပြတ်ကြခဲ့တာဖြစ်ပါတယ်။စကောင်စီကဆက်ချုပ်ရင်းလို့ ုတိုင်းလင်းရင်ပြတ်ကြတယ်လို့လိမ့်လေသတင်းထုတ်ပြန်လာကြ။ PLN ကပြတ်ကြတိုင်းလင်းရင်တပ်ပုံတွေကိုဝေဝေဆာဆာထပ်မံထုတ်ပြန်လာပါတယ်။အကြံပတ်စစ်ကောင်စီကတိုင်းလင်းရင်နဲ့စင်ရဟရင်များပြတ်ကြခံရလို့ပြတ်ကြတိုင်းစက်ချုံရင်ပြီးပြတ်ကြတယ်လို့အမြဲလိုလိုလိမ့်လေသတင်းထုတ်ပြန်လို့ရှိပါတယ်။မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ပမောင်မြို့ကိုစစ်ကူလာပို့ရင်စင်ရဟရင်နဲ့စီကိုကရင်ကအထင်ကန်ဒရုန်းများနဲ့ပြစ်ချနိုင်ခဲ့ပြီးအဲ့ဒီရဟရင်ပြတ်ကြမှုကိုလည်းစစ်ကောင်စီကစက်ချုံရင်ပြီးပြတ်ကြခဲ့တယ်လို့လိမ့်လေသတင်းထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ကြောင်းဖြူမှာအထူးစည်းဝိုင်းရေးဆောင်ကိုဆက်လုံမယ်လို့စစ်ကောင်စီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အရခတတော်အင်းနဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်ကြောင်းဖြူမြို့မှာကြောင်းဖြူထူစည်းဝိုင်းဆောင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ကြောင်းဖြူရင်နဲ့စိတ်ကန်းစီမံကိန်းကိုဆက်လုံသွားမယ်လို့စစ်ကောင်စီကပြောပါတယ်။ဇွန်လ9ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာထူစည်းဝိုင်းဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ရဲ့2025-2026ဘဏ္ဍာနှင့်ပထမကြိမ်စည်းဝေးမှာစစ်ကောင်စီကအဲ့ဒီလိုပြောဆိုလိုက်ကြပါောင်းမြန်မာထူစည်းဝိုင်းဆောင်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ထားရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစည်းဝါးဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကပြောကြားခဲ့တာဖြစ်ပါတယ်။ကျောင်းပြူထူးစည်းဝိုင်းဆောင်ရဲ့ကျောင်းပြူချင်းနဲ့စိတ်ကန်စီမံကိန်းအတွက်ဥပဒေနည်းဥပဒေလုံထုံးလုံနည်းများနဲ့အညီဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းလုပ်ငန်းအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါအပြင်ဒီလဝအထူးစည်းဝိုင်းဆောင်မှာပြည်ပပုတ်ကုံတိုးမြင့်တင်ပို့နိုင်ရင်ဆောင်ရွက်ရန်လိုကြောင်းနဲ့ပြည်ပပုတ်ကုံမြင့်တင်ဆောင်ရွက်ခြင်းဖြင့်နိုင်ငံရဲ့ကုန်သွယ်ရေးလူမှုပြမှုကိုနည်းနိုင်သမျှနဲ့အောင်ဆောင်ရွက်ရလိမ့်မယ်လို့ဒေါက်တာကန်စောကပြောပါရင်မြန်မာအထူးစည်းဝိုင်းဆောင်ဆိုင်ရာပဟုလုပ်ငန်းဖွင့်ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးထိုးအောင်ကလည်းကြောက်ဖြူအထူးစည်းဝိုင်းဆောင်စီမံကိန်းနဲ့တဝဲအထူးစည်းဝိုင်းဆောင်စီမံကိန်းများအောင်မြင်စွာအကောင့်တွေပေါ်ဆောင်ရွက်နိုင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပူးပေါင်းဆောင်ရွက်ပြီးတဲ့အတွက်ကြီးစုတင်ကြောင်းပြောပါရင်ကြောက်ဖြူရှိ ်စစ်ကောင်စီတရင်များနဲ့တညာဝရီဟီတမတပ်ဖြန့်ထားတဲ့စစ်ကြောင်းများကာကင်စခန်းများနဲ့အခြေဆိုင်စခန်းများဖြင့်အရခတပ်တော်အင်တို့ကကြောက်ပြူမျိုးနီးမှတိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပါတယ်။ကြောက်ပြူမျိုးနဲ့လက်ခမောင်းမင်းတပ်တော်နန်းဖေးတောင်စစ်မှုလက်မှုတင်တဲ့ကြောင်းတစ်ပုတ်တောင်ကြီးရွာတဝိုင်းရေတပ်ဌာနအနီးတဝိုင်းနဲ့အမှတ်32ရင်းတရင်အနီးတို့မှစစ်ကောင်စီကတပ်ဖြန့်ထားတာဖြစ်ပါတယ်။ အဲ့ဒီတဲကလိမ့်မော်ကာကင်းစကန်မင်းတက်တောင်စကန်နဲ့နန်းဖဲတောင်ကာကင်းစကန်တို့ကိုအရခတက်တော်ရင်ကတိမ့်ပိုင်ထားကြောင်းလဲမြေပြင်တရင်ရင်းမြစ်တွေစီကသိရပါရယ်မေလာ29ရက်နေ့ကဖြစ်ပွားခဲ့တဲ့နန်းဖဲတောင်တိုက်ပွဲတွင်မှစစ်ကောင်စီရဲ့တပ်မ17ချင်းမြတ်တရင်ဌာနချုပ်မှပုံမှုချုပ်ကြောင်မျိုးအောင်ပါဝင်နောက်ထပ်အရာရှိနဲ့တပ်သားစုစုပေါင်း9ဦးကအေအေစနိုက်ပါပစ်ခတ်မှုကြောင့်တိဆုံးသွားတယ်လို့သိရပါရယ်မေလာ30ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းတက်တောင်ချင်းရွာနေတိုက်ပွဲမှာလဲစစ်ကောင်စီရဲ့တိုင်းစင်ဦးစီးမှုပထမရန်ဒုတိယပုံမှုချင်း ်ပါဝင်စစ်တုံးမှန်ဆန်ကောင်ကိုအင်းကအရှင်ဖန်းစီရရှိခဲ့ပါတယ်။ကြောက်ဖြူတိုက်ပွဲအတွင်းအင်းရဲ့ဒုစင်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှကစင်ကလေးအထွက်ပြေးနေရကြောင်းလည်းသိရပြီးအာရခတက်တော်အင်းကလိုက်လံရှင်လင်းတိုက်ခိုက်နေတယ်လို့သိရပါတယ်။အင်းရဲ့ကြောက်ဖြူမျိုးတင်တိုက်ပွဲမှာဒီကနေ့မနက်ဖြန်ဆိုသလိုအချိန်မီဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမှာအာနာသိန်းစစ်ကောင်စီကကြောက်ဖြူမျိုးရှိစီမံကိန်းများကိုဆက်လက်အကောင့်ထဲပုံမှန်လို့ပြောဆိုနေခြင်းကလက်တွေ့မကျလို့လည်းတုံ့တက်သူတွေကပြောဆိုပါတယ်။ မြန်မာဒူးစီဝိုင်းစုံဆိုင်ရာပဟုလုပ်ငန်းဖွဲ့အစည်းအဝေးကိုမြန်မာဒူးစီဝိုင်းစုံဆိုင်ရာပဟုလုပ်ငန်းဖွဲ့အဖွဲ့ဝင်ဒုတိယဝန်ကြီးများတိလဝါကြောင့်ဖြူနဲ့တဝဲဒူးစီဝိုင်းစုံတို့မှစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများအမြဲတမ်းအတွင်းဝင်များညွှန်ကြားမှုချုပ်များနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ရန်ကုန်လီတက်စကန်ဌာနချုပ်တိုက်ခိုက်ခံရပြီးစစ်ဘုပါဝင်နှုတ်တီဆောင်ကထိခိုက်ဒဏ်ရာရရှိသူများပြားရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ရှိစစ်ကောင်စီရဲ့ ဒေတန်စကန်ဌာနချုပ်တိုက်ခိုက်ခံရပြီးစစ်ဗိုလ်တုံးအပါအဝင်နှစ်ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။မော်ဘီမျိုးရှိလေတက်စကန်ဌာနချုပ်ကိုမနီကာဇွန်လ9ရက်ည9နာရီကမှပြည်သူ့ကာကွယ်တပ်မတော် Civilian Military SRDF အဖွဲ့ကအသေခံ drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ညကလေဒီတက်16ရှေ့ကနေလူနာရီကိုကားနဲ့ခေါ်ထုတ်သွားတာတွေ့ရတယ်။ Ambulance ကားတွေပါတောင်းပြီးလာခေါ်ထုတ်သွားတာတွေ့ရပါတယ်လို့မော်ဘီလေတန်ဤနေထိုင်သူတောင်းကပြောပါတယ်။အိုးတိမ်တွင်ရွာစစ်စင်းရင်အဖြစ် ရေဒီယိုလိုင်းနှောက်ဆက်ကျမ်းမာတော်ဖြတ်နိုင်တဲ့အစင်မြင့်အသေခံဒရုန်းများနဲ့ပုံကျဲတိုက်ခိုက်လေတစကန်ကင်းစင်ကိုထိမှန်ပောက်ကွဲခဲ့ပြီးစစ်ဗိုလ်မိုးဝေကျော်နဲ့စစ်ကောင်စီတပ်သားဖြိုးကိုကိုတို့တိုက်ဆုံသွားကြောင်းသိရပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပံရင်မြို့နယ်ဦးထိန်တွင်းရွာစတင်ကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့ရာအသက်9နှစ်မှ18နှစ်အတွင်းကလေးငယ်များနဲ့ဆရာမအပါဝင်24ဦးတိုက်ဆုံပြီးကျောင်းမီအရွယ်ကလေးတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် အဆိုပါဥဒိန်တွင်ရာစစ်စင်ရေးပြည်ပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF နဲ့ရွှေဘိုခရိုင်အမတ်ဆန်ကတိုင်ရင်တို့ပူးပေါင်းပြီးလေတပ်ဌာနချုပ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ရင်မိသားစုဝင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့နေပြီးတော့အမှတ်3စစ်ကြောရင်းနဲ့တင်းကိုတမစစ်မှုနဲ့တသားတင်နန်းဆောင်ကိုစစ်သားတောင်းကကက်ကြီးနဲ့ထိုးသက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြီးတော့အမှတ်3စစ်ကြောရင်းနဲ့တင်းကိုတမစစ်မှုနဲ့တသားတင်နန်းဆောင်ကိုစစ်တသားတောင်းကကက်ကြီးနဲ့ထိုးသက်ခဲ့ကြောင်းတပ်တရင်ရင်းမြစ်တွေကသိရပါတယ်။ဇွန်လ9ရက်နေ့ည7:00နာရီကချိန်နေပြီးတော့အမှတ်3စစ်ကြောရင်းနဲ့တင်းကိုတမစစ်မှုနဲ့တသားတင်နန်းဆောင်ကိုစစ်သားတောင်းကကက်ကြီးနဲ့ထိုးသက်ခဲ့တာဖြစ်ကြောင်းအဲ့ဒီနေ့ည က်နေပိုင်းစစ်မှုထမ်းတပ်သားတင်နန်းဆောင်တဲ့စစ်သားတို့အကြားကျွေးမွေးရေးကိစ္စစကားများခဲ့ပြီးည9နာရီချိန်တန်းစီချိန်မှာလည်းထပ်မံစကားများရှံဖြစ်ခဲ့ကြောင်းအဲဒီနောက်ညတကောင်ရဲ့ချိန်စစ်သားကအရက်တော့က၎င်းနဲ့စကားများရှံဖြစ်ခဲ့တဲ့စစ်မှုထမ်းတပ်သားတင်နန်းဆောင်ကိုကကြီးနဲ့ထိုးတက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်စစ်သားကစစ်မှုထမ်းတပ်သားတင်နန်းဆောင်ကိုညချိန်အင်တာသွားချိန်နောက်ကလိုက်ပြီးကကြီးနဲ့ထိုးခဲ့ကြောင်းတပ်သားတင်နန်းဆောင်မှာလေပင်ပေါက်ပြင်းပြက်ရှဒဏ်ရာများနဲ့အခင်းပစ်ပွားရအင်တာနီမျက်ခင်းပြင်မှာလဲကြခဲ့ကြောင်းအဲဒီနောက်မှတာဝန်ရှိသူတွေက ်ကြီးနဲ့အတိုးခံရတဲ့စစ်မှုတန်းတပ်သားတင်နန်းဆောင်ကိုနေပြည်တော်ကရင်ထောင်စေယုံကိုပို့ချိန်လမ်းမတည်ဆောင်ခဲ့ကြောင်းသိရပါတယ်ကကြီးနဲ့စစ်မှုရန်တသားတစ်ကိုထိုးတက်ခဲ့တဲ့စစ်သားကိုအချုပ်ချဖမ်းဆီးထားပြီးတေဆုံသွားတဲ့စစ်မှုရန်တသားတင်းရဲ့အလောင်းကနေပြည်တော်ကရင်တထောင်စစ်စင်းယုံရှင်ကွဲယုံမှထားရှိကြောင်းအဲ့ဒီလူသတ်မှုဖြစ်စဉ်အတွက်ကကပန်ညွှန်ကြားရေးမှူးကအခင်းဖြစ်ပွားရာနေပြည်တော်မှတ်သုံးစစ်ကြောရေးနဲ့တဲကွေတက်ကွေရောက်ရှိလာပြီးစဲဆုံငံငံမှုတွေလှုပ်ဆောင်ခဲ့ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်